ဇေကြီးပေးဝဲခိုင်းပြီးပရိသတ်ကိုစိတ်ဆင်းရအောင်လုပ်မဲ့မဲယူမဲယူကပရိသတ်စီကနေရသည်များအကုန်ချူစားနေတာကြားပါပြီလက်မခောက်ရီတူတောင်းပြီးရင်တူတောင်းလို့မန်ချက်စတာယူနိုက်တက်ပရိသတ်တွေစိတ်ပြက်ဒေါသထွက်နေတာလည်းကြားပါပြီမဲယူတင်ရဲ့လောဘဟာပရိသတ်တွေမျက်နှာကိုဖျက်ကန်လိုက်တယ်လို့ဖြစ်နေတာပါအခုနောက်ဆုံးတူတောင်းလိုက်တဲ့လက်မခါက68ပေါင်ထိရှိလာပါတယ်ပြီးခဲ့တဲ့ရာသီမန်ယူရဲ့အမြင့်ဆုံးလက်မခါက66ပေါင်သာရှိပြီးအခု69ပေါင်ထိမြင့်တက်လာတာပါ ။လယ်ယူသင်းကပြီးခဲ့တဲ့ရာသီမှာတမ်းမစင်းအောင်တမဲဖြစ်ခဲ့ပေမဲ့လက်မှတ်ခရီကတော့တူတောင်းပြီးရင်တူတောင်းနေရပါပဲ။ပြီးခဲ့တဲ့ရာသီမှာမန်ယူကပရိသတ် RPG ရှိမှုအများဆုံးအသင်းစင်းဝင်ခဲ့ပါတယ်။လယ်ယူသင်းကပြီးခဲ့တဲ့ရာသီကစတင်ပြီးပွဲစဉ်အနေထားပေါ်မူတည်ကလက်မှတ်ဈေးနှုန်းကို၄မျိုးခွဲခြားသတ်မှတ်ထားတာဖြစ်ပါတယ်။69ပေါင်နဲ့လက်မှတ်အမျိုးအစားအတွက်ပရိသတ်2000ဝန်းကျင်ရောင်းချသွားဖို့စီစဉ်ထားတာပါ။အနေဆုံးလက်မှတ်ကဖြစ်တဲ့38ပေါင်ကတော့ဒီရင်းဖလားပွဲကြီးဆန္နာနန်းတို့လိုအသိငယ်နဲ့ကစားမဲ့ပွဲတွေမှာပဲရရှိမှာဖြစ်ပါတယ်။ လက်မှတ်ခေါက်69ပေါင်ပေးကြည့်ရမယ့်ပွဲတွေကတော့အာဆင်နယ်၊ချယ်ဆီ၊လီဗာပူး၊မန်စီးတီး၊နျူကာဆယ်၊စပါရိုနဲ့ကစားမယ့်ပွဲတွေပါပဲ။ဒီတော့အဲ့ဒီပွဲတွေမှာအနိုင်ရဖို့မတိချာမှန်းသိလျက်နဲ့ပရိသတ်တွေကတော့လက်မှတ်ခေါက်ကိုမတနစပေးဝယ်ရမယ့်အနေအထားဖြစ်နေပါတယ်။မန်တီးယံရုပ်သက်ဝင်ဝင်ကလည်းရှင်းကြလာပါတယ်။ရုပ်သက်ဝင်ဝင်ပေါင်106တန်းကနေပေါင်61.6တန်းဖြစ်သွားပြီး၄၀နှစ်ရာခိုင်နှုန်းထိကျော်ကျသွားခဲ့တာပါ။မန်ယူနိုက်တက်ရဲ့ကျွေးမီပမာဏကလည်းပေါင်906တန်းကနေ ပေါင်း935.8တန်းတိမြင့်တက်လာပါ။2023ခုနှစ်မှာပရီးမီယံလီဂ်အကြိမ်တွေကအင်္ဂလိပ်လက်မဲ့ရောင်းချရမှုကနေဝင်ငွေယူရို1ဘီလီယံပေါင်း830ပိုင်ဆိုင်ခဲ့ပါပြီ။ပရီးမီယံလီဂ်ရဲ့တနစ်တာလက်မဲ့ရောင်းချရငွေက2022ခုနှစ်ထက်ဆယ်ရာခိုင်နှုန်းမြင့်တက်လာဖြစ်ပါတယ်။လာလီဂါရဲ့လက်မဲ့ရောင်းချငွေပေါင်း481တန်းဘူနယ်လီဂါရဲ့လက်မဲ့ရောင်းချငွေပေါင်း330တို့ထက်နှစ်ဆမီပါပိုများခဲ့တာပါ။2023-24ဘောလုံးရာသီမှာလက်မဲ့ရောင်းချငွေအများဆုံးထိပ်သိမ်းဆဲခြင်းနဲ့ ပရီးမီယာလိမှာအသင်း6သင်းထိပါဝင်နေတာလည်းဖြစ်ပါတယ်။ MLS Sport မှာတင်ဆက်ပါတယ်။ဘောလုံးနဲ့ပတ်သက်တဲ့အားသာသတင်းတွေကိုစဉ်ဆက်မပြတ်ကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲဘေးပြရီဝေးကွာကြပါသည်ခင်ဗျာ။